င်္ဂလာပါရှင်ရန်ကုန်တိုင်းစီရဲ့နေ့စဉ်သတင်းအစီအစဉ်တွေကိုတင်ဆက်ပေးပါမယ်။ဒီမှာကတော့မြန်မိုးထပ်ပေါင်းတင်ဆက်ပေးခြင်းတဲ့သတင်းအကြောင်းအရာတွေကတော့အထူးရထားခရီးစဉ်များကိုဧပြီ17ရက်တွင်စတင်ပြည့်စွဲပေးမည်ဆိုတဲ့သတင်းမျိုးသမီးများအတွက်ပယံတင်တဲ့အခမဲ့ဖွင့်မည်ဆိုတဲ့သတင်း ငလင်ဘေးတင်ဒေသများအတွက်ဆက်ယုံအထိုင်စေးဖြင့်ဒီလက်မြေများရောင်းချပေးဆိုတဲ့သတင်းအင်္ဂရကသတင်းပုံအနေနဲ့ငလင်လောက်ခတ်ပြီးတပတ်ကျော်ကြာလာသည့်အချိန်၌မန္တလေးတွင်လုပ်ငန်းများနလန်ထောက်ဆပြုလာဆိုတဲ့သတင်းအဆရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းတပုတ်အနေနဲ့အထူးရထားခရီးစဉ်များကိုဧပြီ17ရက်တွင်စတင်ပြေးဆွဲပေးမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြမမီးရထားမှတကြမ်း2.9ရုံးပိတ်ရကာလအတွင်းခရီးသွားပြည်သူတွေအဆင်ပြေစေဖို့အတွက်အထူးရထားများပြေးဆွဲဝင်ဆောင်မှုပေးသွားမှာဖြစ်ရာဧပြီ17ရက်မှစတင်ကပြေးဆွဲပေးမယ်လို့သိရပါတယ်။ ဒီလိုပြေးဆွဲပေးရမှာရန်ကုန်ပြည်ရန်ကုန်နယ်ရန်ကုန်မော်လမြိုင်ရန်ကုန်ခရီးစဉ်တွေကို ပုံမှန်ရထားခရီးစဉ်တွေအပြင် အထူးရထားခရီးစဉ်တွေကိုလည်းတိုးချဲ့ပြေးဆွဲပေးသွားမှာဖြစ်ပြီး အထူးရထားခရီးတွေကိုဧပြီ17ရက်12ရက်နဲ့20ရက်23ရက်နေ့တွေမှာပြေးဆွဲပေးသွားမှာဖြစ်ပါတယ်။ အဆိုပါရက်တွေမှာအထူးရထားခရီးတွေအပြင်ရန်ကုန်မန္တလေးလမ်းပိုင်းမှာလည်းရန်ကုန်မန္တလေးရန်ကုန်ခရီးစဉ်အဖြစ် အမှတ်7အစံ7အစုံရထားအောင်ပုံမှန်အတိုင်းပြေးဆွဲပေးသွားမှာဖြစ်ပြီး အလားတူရန်ကုန်နေပြည်တော်ရန်ကုန်ခရီးစဉ်အဖြစ် အမှတ်9အစံ8အစုံ DMU ရထားကိုလည်းဧပြီ10ရက်12ရက်23ရက်နေ့တွေမှာတက်မှတ်အချိန်စရာတွေအတိုင်းပြေးဆွဲပေးသွားမှာဖြစ်ပါတဲ့ အင်အားပြင်းငလင်းလှုပ်ခတ်ခဲ့တာကြောင့်ယထာလန်တချို့ပျက်စီးသွားခဲ့ရပြီးယထာခရီးစဉ်များရနာထားခဲ့ရမှဣပရဲ9ရက်နေ့မှစတင်ကောင်းရန်ကုန်မန္တလေးလမ်းပိုင်း၌ယထာများကိုတတ်မှတ်အမြန်နှုံများအတိုင်းပြန်လည်ပြေးဆွဲပေးနေပြီဖြစ်တဲ့လို့သိရပါသေးရှင်ဒုတိယသတင်းတစ်ပုဒ်အနေနဲ့ အမျိုးသမီးများအတွက်ပယံတင်နှံအခမဲ့ဖွင့်ပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အမျိုးသမီးတွေရဲ့အတွက်ပယံတင်နှံဖွင့်လင့်သွားမယ်လို့မြန်မာနိုင်ငံဆောင်းလုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအတင်းချုံမှသိရပါတယ်။အဆိုပါအမျိုးသမီးပယံတင်နန်းကိုမြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ်ရဲ့ဤပညာဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှကြီးမှုပြီးမေလ9ရက်နေ့မှစတင်ကရန်ကုန်မြို့တွင် ဖွင့်လှစ်တင်ချောင်းသွားမယ်လို့ဆိုပါတယ်။ တင်နန်းသူဦးရေ90ဦးသာလက်ခံမဲ့ရဆိုပါတင်နန်းအောင်အသက်18နှစ်မှ35နှစ်အထွန်းပညာအရေးအချင်းအနည်းဆုံးမူလာထန်းအောင်ထားသူတွေတက်ရောက်နိုင်ပြီးတင်နန်းတက်ရောက်ရှာထွန်းဝစ်ဆုံနေရေးစားရေးအတွက်အတင်းချုံမှတာဝန်ယူဆောင်ရွက်ပေးမှဖြစ်သားကြောင့်တက်ရောက်လို့သူတွေအနေနဲ့ဧပြီလ30ရက်နေ့နောက်ဆုံးထားစည်ရင်ပေးသွင်းရမယ်လို့ဆိုပါတယ် နှစ်ပတ်သားကြာမြင့်မဲ့တင်နန်းကိုအမျိုးသမီးများအလောအကားရခွင့်လန်းတိုးတက်ရရှိရေးအတွက်ရည်ရွယ်ကောင်းအခမဲ့တင်ချပေးသွားမယ်အပြင်တင်နန်းပြည်မြောင်ပန်းကလည်းအလောအကားရရှိရေးစီစဉ်ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်ရှင်။ဆလဘီငလင်းဘေးတင်ဒေသများအတွက်ဆက်ယုံအထိုင်စေးဖြစ်ပြီးလက်မြေများရောင်းချပေးဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ မန္တလေးငလင်းနဲ့တဘာဝဘေးတင်သေးတာတွေကပြည်လဲထူထောင်ရှိလုပ်ငန်းတွေရဲ့အတွက်လိုအပ်တဲ့ပြီးလံမြေတွေကိုပြီးလံမြေစက်ရုံမြိုင်ကလေးနဲ့ပြီးလံမြေစက်ရုံပြည်ညောင်တို့ကနေစက်ရုံဝန်ထိုင်စေးနဲ့ရောင်းချပေးနေတယ်လို့သိရပါတယ်ငလင်းဖေးတင်ဒေသတွေဖြစ်တဲ့မန္တလေးတိုင်းစကိုင်းတိုင်းပဲခူးတိုင်းဒေသကြီးရဲ့ဆိုးရအဖွဲတွေကို ရောင်းချပေးသွားမယ်လို့ဆိုပါတယ် ဒါကြောင့်ပြည်လဲထူထောင်ရေးလုပ်ငန်းတွေရဲ့အတွက်တိုင်းဒေသကြီးရဲ့အစိုးရအဖွဲ့တွေကမှာယူတဲ့ဘီလက်မြေတန်းချိန်9100ကျော်ကိုဧပြီလ10ရက်ကစတင်ပြီးသက်ဆိုင်ရာဘီလက်မြေစက်ရုံတွေကနေအထူးအစီအစဉ်အနေနဲ့ပို့ဆောင်ပေးနေတယ်လို့ဆိုပါတယ်ဒါအပြင်ပြည်တွင်းကအခြားဘီလက်မြေစက်ရုံတွေကလည်းရောင်းချပေးဖို့စီစဉ်နေတယ်လို့သိရပါတယ်ရှင်။နိုင်ငံတကာသတင်းတပုတ်အနေနဲ့ ငလေးလှုပ်ခတ်ပြီးတပတ်ကျော်ကြာလာသည့်အချိန်၌မန္တလေးတွင်လုပ်ငန်းများနလန်ထောက်စာပြုလာဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြန်မာပြည်အလဲပိုင်းမှာပြင်းအား9တရမ9အဆင့်ရှိတဲ့မြင်းကလင်းကြီးလှုပ်ခတ်ပြီးတပတ်ကျော်အကြာမှာအထိခိုက်ခံရဆုံးမန္တလေးမြို့မှာနလန်ထဆပြုတဲ့ရိရောင်များမြင်လာရပြီးစီးပွားရေးလုပ်ငန်းများပြန်လည်ဖွင့်လှစ်လာခါငလင်းသန်းတင်သေးတာအခမ်းများနေရာချထားခြင်းများတွေ့လာရပါသည် ရှောက်ဖွေကယ်ဆယ်ရေးလုပ်ငန်းများဆက်လက်လှုပ်ဆောင်နေတဲ့ကြားခါစီးပွားရေးများတဖြည်းဖြည်းချင်းပြန့်ဖွင့်လာကြပြီးစတိုးဆိုင်သဆိုင်ဆိုရင်ဧပြီတရက်နေ့ပြန့်ဖွင့်တဲ့ကဝယ်သူနှစ်ဆလောက်ဖြစ်လာပါအထိမရှိမဖြစ်အသုံးဆောင်ထွေးအစာအစာတကိုယ်ရည်ပစ္စည်းများမူလအခြေအနေပြန်ရောက်လာပါအထိတတိဆိုင်စပင်းညက်ဆိုင်တို့လိုအခြားလုပ်ငန်းတွေလည်းပြန့်ဖွင့်လာကြပါပြီ။ ဒါပေမဲ့ဒေသခံအများပြားမှအခက်အခဲများကြုံနေရဆဲဖြစ်ကမန္တလေးအနောက်ပိုင်းဒေသတစ်ခုမှာဆိုရင် နေအိမ်သားစင်ခန့်ပြက်စီးနေကလူများအပြင်ထွက်အိတ်ဆက်ကြရပြီးမိုးကြိုးမုန်တိုင်းတွေကြောင့်ခူလုံစရာတွေရှောက်ဖွေလာရပြန်ပါတဲ့ တရုတ်ကဲဆေးအဖွဲ့များရဲ့ကိုအညီဖြင့်အကစားကွင်းတွေနားမှယာယီရွှေပြောင်းနေရာနှစ်ခုကိုတနင်္ခရွေနေ့ကဖွင့်ပေးခဲ့ခါတဲပေါင်း160ပြင်ဆင်ပေးထားသဖြင့်ရွှေပြောင်းသူပေါင်း600ကျော်အတွက်ခိုးလုံစရာပြုလုပ်ပေးထားပါထိတရုတ်ဆောင်လုပ်ရေးကျွမ်းကျင်သူများကမန္တလေးရှိအဆောက်အုံပေါင်း900နီးပါးကိုဘေးကင်းစိတ်ချရေးအတွက်အကဲဖြတ်စစ်ဆေးပေးထားပါထိ ဒါအပြင်တရုတ်မှလူသားချင်းကူညီမှုတတရအတုံးလည်းရောက်ရှိခဲ့ပြီးတဲများမိသားစုသုံးပစ္စည်းများအိယာနယ်ဆောင်များအပါအဝင်ပစ္စည်းပေါင်း9000နီးပါးပါဝင်ပါတယ်တရုတ်ကဲဆဲရေးတွေက အမြဲအစင်တင်ရှိချောင်းငလင်သတင်းထွက်ပေါ်ပြီးနောက် အလျံမြန်ဆောင်ရွက်လာချာချောင်းအလွန်ကျေးဇူးတင်မိပါချောင်းဒေသခံလဝါဘေးတအူးကထုတ်ဖော်ပြောဆိုသွားပါတယ်လို့သိရပါတယ်ရှင်။ ယခုတင်ဆက်ပေးခဲ့တာကတော့ရန်ကုန်တိုင်းစီရဲ့နေစဉ်သတင်းအစီအစဉ်တွေပဲဖြစ်ပါသေးတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့သူများအားလုံးကိုကျေးဇူးအထူးတင်ရှိပါရရှင်။ကျမကတော့မြန်မိုးထပ်ပါ။